ရှက်စရာကိုကြွားစရာလို့ထင်တယ်။ဘာလဲ?ဘာကြွားတာလဲ?လောကီအရာနဲ့ကြွားတာ။ဖျားသားဆိုရင်ဘာဝေ့ရမလဲ။ဖျားသားဆိုရင်ဘာစီးရမလဲ။ဖျားသားဆိုရင်ဘလို့ချမ်းသာရမလဲ။အဲ့ဒါတေချာတယ်တဲ့။အဲ့ဒါဝမ်းဖျားကိုကိုွယ်တဲ့သူတွေတဲ့။တို့ဘယ်မှာဆုံးမလဲ။ပျက်စီးခြင်း၌လမ်းဆုံးတယ်။ဆိုတော့ကျွန်တော်တို့ကအဲ့ဒီဝမ်းဖျားကိုကိုွယ်တဲ့တမာတရားမဟုတ်တဲ့မတမာစရာတွေနဲ့ကင်းကင်းရှင်းရှင်းနေဖို့ပြောတယ်။ ရှင်ပေါ်လူတော်မျက်ရည်ကျရဆိုတော့အဲ့ဒီပြဿနာအဲ့မှာကလေးကဘယ်လောက်ထိကြီးလဲဆိုတာကျွန်တော်တို့သဘောပေါက်ဖို့ကောင်းတယ်။ဟိုး online ပေါ်တက်ပြီးတော့တော့မှဖနက်ကြွားလိုက်တယ်လီဖုန်းကြွားလိုက်ကားကြွားလိုက်ဂျေဆုတော်ကြောင့်ဖရားသားသမီးဆိုတာဒီလိုကားမျိုးစီးရတယ်ဆိုရှက်စရာကောင်းမှန်းတော့မသိတော့ဘူး။ဒါဆိုအဲ့ဒါက norm ဖြစ်လာတယ်။အများစုကအဲ့ဒီနောက်လိုက်လာတယ်။အဲ့ဒါကိုကြိုက်တာ။တမာတရားနဲ့မစစ်စေးတော့ပဲနဲ့ကိုကြိုက်တဲ့အကြောင်းကိုပြောတဲ့အခါမှာကိုကသဘောတူတဲ့အတွက်အာမင်ထူတဲ့ဒီတိုင်းပဲကိုကလက်ခံတယ် အဲ့တော့မရမကအဲ့လိုမျိုးတွေလုတ်လုတ်ပြီးရင်ဟာလားအဲစင်ပေါ်တက်ကြွား online ပေါ်မှာတက်ကြွားဘာဖြစ်လို့လဲဆရာတွေကလည်းထောက်ခံတာကင်းကင်းနေပါဘာဖရားလဲသူတို့ကိုယ်ကိုယ်ရဖရားဝမ်ဖရားပိုက်ဖရားဒီနေ့ပြောရင်မိမိအလိုဆန္ဒပြည့်ဖို့အတွက်ပဲသူတို့ဟာအဲ့ဒါသူတို့ဆန္ဒပြည့်ခြင်းဆိုရဖရားကိုကိုယ်ကိုယ်လာဒါတမန်တော်ရှင်ပေါလုကိုယ်တိုင်ပြောတဲ့စကားဖြစ်တယ်အချင်းဤသောစကားကိုပြောတယ်ပြောလိုက်နားထောင်ကြည့်တမန်တော်တခုမှမပါဘူး ဟိုကပြောလိုက်ဒီကပြောလိုက်ဟိုလိုပြောလိုက်ဒီလိုပြောလိုက်အတွေးခေါ်လို့လို့ဟလားဟာခွန်အားပေးတယ်လို့လို့ motivation လို့လို့ပြောနေတမန်တရားမပါဘူးတမန်တော်တွေရဲ့တုံသင်ချက်တွေမပါဘူး prophet တွေရဲ့ဟလားဟိုကျွန်တော်တို့ကိုဟိုသတိပေးချက်တွေမပါဘူးစီရင်တဲ့အလို့ဆိုတာဘုရားအလို့ပါဒါပေမဲ့အမှားပြုပြင်တဲ့ကိစ္စကိုတော့ကျွန်တော်တို့ဟာတမန်တရားနဲ့အညီပြုဖို့အမှန်တော်တွေကမှားထားတယ်။မစင်ကြသောစီးပွားဆိုတဲ့အဓိပ္ပာယ်ပါလဲဆိုရင်အင်္ဂလိပ်လိုသူ့ရဲ့မူရင်းအဓိပ္ပာယ်က in favor of for the pleasure of မိမိဇိမ်ခံဖို့အတွက်လိုချင်တဲ့ဆန္ဒကြောင့်သူတို့ကအဲ့ဒီလိုဟလာအတွေးခေါ်တွေကိုလိုက်လိုက်ပြီးတော့ဟောပြောကြတယ်ဗျ။ဘာလို့လဲမစင်ကြဲသောစီးပွားကိုတတ်မှတ်လျက်မပေးအပ်သောဩဝါဒကိုပေး၍ဖျားမပေးခိုင်းနဲ့မပေးစေခြင်းနဲ့မပေးရမဲ့တွန်တင်တဲ့အရာတွေကိုရှောက်ပြောရင်းနဲ့တဲ့ဘာလို့လဲတအိမ်တောင်လုံးကိုမောက်လန်တတ်တယ်။အခုအသိန်းတော်ဂျွန်းပြစ်နေပြီ။ ဖျားနီလန်းကိုသူ့အတွေးခေါ်သူ့ရဲ့အကြံစီနဲ့ယောနော်ပြီးတော့မှသူစိန်ခံကျင်တဲ့စိတ်နေစိတ်ထားနဲ့သူစိန်ခံကျင်တဲ့ရည်ရွယ်ချက်နဲ့ဟောပြောတဲ့ခါမှာတဲ့ဖျားရဲ့အိမ်တော်ကဘာဖြစ်လဲမောက်လန့်ခြင်းခံရတယ်မိသားစုတွေတစုတစုတစုထိခိုက်တယ်လို့အဲ့ဒီလူတွေတွားပြီးတော့မှဟလာလှုပ်ဆောင်တဲ့နေရာတွေမှာသူတို့နောက်ကိုလိုက်တဲ့ဦးဆောင်ခြင်းခံရတဲ့လူတွေလည်းဝိညာဉ်ရေးရမှာဘာဖြစ်ကုန်လဲဆိုရင်မောက်လန့်ခြင်းခံရတယ် သူတို့လိုချင်တဲ့အပေါ်မှာလူတွေရဲ့ဘဝတွေဘာဖြစ်သွားလဲဆိုတဲ့အပေါ်မှာသူတို့လုံးဝစာနာမှုမရှိဘဲနဲ့သူတို့လှုပ်ချင်တဲ့အရာတွေသူတို့လှုပ်ချင်တာကိုရအောင်လုပ်တယ်ဘာဘာကိုအခြေခံလဲဆိုရင်လောဘကိုအခြေခံတယ်တဲ့မုတာဆွဲလန်းလိန်ပြောတယ်တဲ့ကြည့်လိုက်ရင်တော့ဘုရားကိုသိတယ်အရန်သူကဘုရားနဲ့အရန်ရင်းနှီးလို့ပဲတဲ့ဒါပေမဲ့လည်းသူတို့အကျင့်ကိုကြည်လိုက်တဲ့ဘုရားကိုညှင်းပယ်တဲ့အကျင့်ကထင်ရှားနေတယ်လော့ကီတတ်မှတ်ခြင်းနဲ့အသက်ရှင်တဲ့သူကပုံမှန်အဖြစ်များတာကြည့်ပါ မှန်နေဖို့လိုတယ်။ယက်တီမှုရှိနေဖို့လိုတယ်။ဒီမှာတရားထဲမှာကျွန်တော်ကဝန်ခံနေဖို့လိုတယ်။